ရန်ကုန်တက္ကသိုလ်၌လူလူရှင်လင်မဲ့ပြုလုပ်နေကြသည့်တစ်ချိန်တည်းမှာပဲဗဟန်းမြို့နယ် Bus Avenue လမ်းရှိနေအိမ်ကြီးထဲတွင်စိတ်နှလုံးမသားရပွဲညာများဖြစ်နေရကြ၏တလူဒီလိုမလုပ်ပါနဲ့ကိုကိုလက်ကိုဒီသားပေးပါကိုကိုလက်ကတလူအားချုပ်ထားပြီးတလူလက်အတွင်မှ မောင်ချတာအားလူယူလိုက်သည် အာဟာရပြက်ကအာနိုင်နေသောတက်လူဤလက်အတွင်မှသာသည်ကိုတင်လက်ဤလက်အတွင်သို့အလွယ်တကူပင်ပါသွားခဲ့သည်ကိုတင်လက်ကတက်လူဤလက်ကဝန်နှစ်ဖက်အားဆွဲယူစစ်ဆေးကြည့်သည်ရှာရာတစ်ခုမှရှိမနေသည်ကိုတွေ့မှစိတ်အေးသွားဟန်ဖြင့်တပြင်းချလိုက်ဘာကြောင့်ဒီလိုလှုပ်ဖို့ကြံတယ်လဲတက်လူရဲ့တက်လူချမ်းမြေပေါ်တွင်ထူထောက်ထိုင်ချလိုက်သည် ခေါင်းထဲ၌တရေရေမူလို့နေလိုက်၍အောင်းတက်လာသောရင်ဘတ်ကိုလက်နေဖိထားပြီးတူညင်းစွာဆုံးပြီးသည်ပြန်ပန်းနေပြီဟင်ကျွန်တော်တိတ်ကိုပြန်ပန်းနေပြီကိုလာကိုတင်လက်ကတလူအားငြိမ်ပြီးရဲကြည့်နေသည်ကိုကိုလက်တိလား ကျွန်တော်လေးဒီရင်ပတ်တဲ့ကနှားတယ်ကျွန်တော်ချေရတဲ့သူကကျွန်တော်တို့နှစ်ယောက်အတွက်သူတစ်ယောက်တည်းရင်ဆိုင်ပြီးဖြည့်ရှင်းနေရချင်းကျွန်တော်ကကျွန်တော်ကဘာအကူအညီမှမပေးနိုင်ပဲအတုံးမကျတဲ့သူအဖြစ်ဒီနေရာမှာရှိနေရတယ်ကျွန်တော်หนีဖို့တော့မကောင်းတော့ပါဘူးလေတက်လို့ကိုကိုလိုက်ရော ဖေဖေရောဒီလိုလှုပ်ရတာပြောနေလားကျွန်တော်သူ့လှုပ်ရင်ဖြစ်ပေမဲ့ကိုကိုလက်နဲ့ဖေဖေတို့ကိုရဲကောင်ကိုထိခိုက်မှကျွန်တော်သိတ်ဆိုးရင်ပြီးရယ်ဒါကြောင့်ကျွန်တော်ဒီလိုနေနေရတာပဲဒီကနေ့ကိုရဲကောင်ကလူပုံအလဲမှာဖြည့်ရှင်းနေရမှာကျွန်တော်ကအနားမှာတော့ရှိမနေပေးနိုင်တဲ့အဖြစ်ကသိတ်ကိုရင်နာစရာကောင်းတာပါပဲ ူကိုလန်ကိုပြောရှင်မှုအစိမ့်မှန်ကဘာလဲဆိုတာစဉ်းစားခဲ့ဘူးလားဒီပွဲကိုကိုလန်တော်နာထောင်တင်ပါတယ်လေကိုဖြစ်တည်မှုကိုဖုံးကွယ်ထားလာရတာကိုကိုလန်လည်းပင်ပန်းနေရမှာလားကိုလကကိုကိုလိမ်ပြီးအမျိုးသမီးတယောက်နဲ့လက်ထပ်တာကိုကိုလက်အတွက်အကြောင်းမဟုတ်ပေမဲ့တဖက်အမျိုးသမီးအတွက်စာနာမှုမရှိ မတရားရကြလို့နဲ့မထင်ဘူးလားပြီးတော့ကျွန်တော်အပေါ်မှာကိုကိုလက်တို့အပြည့်ရှိတယ်လို့များနည်းနည်းလေးတော့မခံစားရဘူးလားဒီလောက်နဲ့မလုံလောက်သေးဘူးလားကိုကိုလက်တလူချမ်းမီကိုခေါင်းဆိုင်ပြီးမြေမြားဖွင့်ထုတ်လိုက်မိတော့ဟိတလူတကယ်ပြန်မနေရပြီဖြစ်သည်ရဲကောင်အားအခုညင်တခုတလေလေးများမပေးနိုင်ခဲ့ပဲ အနာတွင်ပင်ရှိမနေနိုင်သည့်အဖြစ်ကတက်လူဟာအမှန်ပင်စိတ်ထိခတ်ရစေပါသည်ဒီကနေ့လူပုံလဲတွင်ကိုရေကောင်းတယောက်တည်းမျက်နှာငယ်လေးရမှာတက်လူဘူပန်နေမရသည်ကိုရေကောင်းအပေါင်းအသင်းတွေအရင်လုံးချစ်ခင်စွာရှိနေကြရသေးရလဲတက်လူမသိရတက်လူကိုလည်းစိတ်ပူနေပြီးဘလောက်တောင်ပင်ပန်းနေလိုက်မလဲတွေးတွေးပြီးရင်နာရလွန်သဖြင့် ရင်ဖက်ထဲမှာအပြင်ကပင်အထိမခံနိုင်အောင်ဖြစ်နေရတော့သည်ဒီနေ့တော့တက်လို့ကိုရဲကောင်အနားတွင် ရှိကိုရှိမှ ဖြစ်လိမ့်မည်ထို့ကြောင့်နောက်ဆုံးလက်နဲ့အနေဖြင့်ဖေဖေနှင့်ကိုကိုလက်အားအချက်ခံရန်ကြံစည်ရခြင်းဖြစ်၏နိုင်ရန်ရှိတိုင်ကနိုင်မှတစ်ချက်တစ်ချက်မြည်တမ်းသည်တက်လူဤစိတ်အားပူရွေးနှိမ့်ဆက်လို့နေတော်သည်တက်လူအချိန်မမီတော့မှ စိတ်ဖူလာရသည် တလူချမ်းပြင်းတွင်လက်ထောက်လျက်အသည့်စိတ်တို့လူကခလေးငယ်တယောက်လိုအော်ဟေး၍ဖေဖေအားအာကိုတကြီးခေါ်မိတော်၏ဖေ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 ကိုလာဖေဖေကိုခေါ်ပြီးပါကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်သွားပြရသည်ဖေဖေကျွန်တော်တခါဖွင့်ပေးပါဗျာကိုတင်လက်က တခါမှမမြင်ဘူးခဲ့သောတက်လူဤပုံစံဟာအံ့ဩစွာဖြင့်တက်လူအနာမှဒူထောက်၍ထိုင်ချလိုက်ပြီးတက်လူဤကိုယ်ကိုဆွဲထုတ်မှတ်ပေးသည်တက်လူတက်လူကလေးစိတ်ထိန်ပါအောင်ဒီလောက်တောင်ပဲလာတက်လူရဲ့တက်လူကိုယ်ကိုလိုက်လက်မောင်းကိုဆုပ်ကိုင်းလိုက်ပြီးခေါင်းကိုတဆတ်ဆတ်ညှိနေမိသည်ကျွန်တော်ကျွန်တော်ကိုရဲကောင်းစီသွားပြရစီကိုယ်ကိုလား ခရေကမှလေကျွန်တော်မြင်တာနဲ့အရာရာရင်ဆိုင်နေမှာကိုဝဲလက်တိလာအခုချိန်ဆိုသူကျွန်တော်ကိုမျောနေလောက်ပါပြီကျွန်တော်လေးတက်တက်လုံးရခဲ့တဲ့စိတ်ဓာရတွေကိုရဲခေါင်းနဲ့ဒီမှာတက်တာခဲ့ရတာပါကိုရဲခေါင်းကလေးကျွန်တော်ကိုတိတ်ချစ်တာပါကိုကိုလက်ကိုတင်လာခေါင်းငုတ်သွားလေးရဲ့ ြေဝန်းမမြေရီလိုစီးကြလာသည်ကိုကိုလက်တောင်းပန်ပါတယ်တလူတလူကိုဒီလောက်ထိနှာချင်းသေးဖို့မရည်ရွယ်ခဲ့ပါဘူးကိုကိုလက်ကိုယ်တိုင်နှမုံပနှုတ်ဖြစ်နေတာကိုသိရဲ့ဘောအကြောင်းပြီးတလူကိုအပြစ်ပုံချမိခဲ့တာကိုကိုလက်တောင်းပန်ပါတယ်တလူဒီလောက်ထိစိတ်ဓာတ်ရရခံမယ်လို့မတွေးမိခဲ့တာပါတလူပြောတာမှန်ပါတယ်ကိုကိုလက်ကိုကိုကိုလိန်ညာပြီး မာဂရက်နဲ့မလက်ထက်တင်ပါဘူး။ဘာကုတင်လက်အိစကားအဆုံးတွင်နောက်ပါစီမှာမေမီလာ၏အထိတ်တလန့်အောင်တန်ထွက်ပေါ်လာခဲ့ရ၏။မေမီတင်လက်မင်းပါပြောလိုက်တယ်လေ။တောင်းတောင်းမှန်ပါလေမေမီမဟုတ်ဘူးမဟုတ်ဘူးမင်းကနှပုံးမနှုတ်မဟုတ်ဘူးဒီစကားကိုနောက်ဘယ်တော့မှမပြောနဲ့ မင်းကမာဂရက်နဲ့လက်ထပ်ရမယ်။ဒီအိမ်မှာနမောပနောကမင်းမဟုတ်ဘူးတင်လက်။မင်း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 လက်ကိုငွေထားတဲ့အသားအချောင်းကိုတိနေခဲ့တာပဲမလား။မင်းမင်းနဲ့ကျွန်တော်တို့အပြန်အလှန်ဟန်ဆောင်ပြီးညာနေခဲ့ရတာကျွန်တော်လည်းပြင်ပန်းနေပါ ਈ လေ။တက်လူလဲပြင်ပန်းနေရပြီမင်းမင်းတက်လူကိုကြည့်ပါဦးအခုနောက်ကတက်လူဘာလုပ်နေလဲမင်းမင်းသိလားကိုတင်လက်က လက်ထံမှမောင်းချတာအားချမ်းမြင်လို့ပြချလိုက်ပြီတလူကတလူကကိုကိုကိုအဆုံးစင်မှုကြိုးစားနေတယ်မမေရဲ့ကျွန်တော်ဖြစ်တကယ်မကြည့်ရတော့ပါဘူးတော်ကြရအောင်ပါမမေမမေလက်ကကိုတင်လက်ပြချတော့မောင်းချတာအားကောက်ယူလိုက်ပြီငါတည်တာမြင်ရင်သလားတင်လက်မမေမမေမလောက်ပါနဲ့ ကိုတင်လက်ကမမီလာအိလက်အတွင်းမှမောင်းချထားလူယူလိုက်ပြီးထိုင်ကုန်စီသို့တွဲခေါ်သွားသည်မမီလာကအော်ရွေးငိုနေထို့အခိုက်တွင်ခြံရှင်းတဲ့မော်တော်ကားရပ်တန်းချရပြီးခဏကြာတော့မာလီကပြင်းပေါက်တန်းနိုင်သည့်အပြင်ဘက်၌ပေါ်လာသည်ဆက်အရေးပိုင်မင်းကကိုကိုလေးတက်လူကိုအခေါ်လွှတ်လိုက်လို့ဒရိုက်ဘာရောက်လာပါတယ်ဆက်တက်လူအံ့ဩရေးဝမ်းသာသွားရသည်ကိုကိုလာအိတ်ထဲမှာ အင်ခမကြီးတို့အားထုတ်ယူလိုက်ပြီးတကားဖွင့်ပြီးတော့ပါတယ်လို့ဆိုင်ချလိုက်ကြတော့တော့ပါတော့တက်လူချမ်းမြေမှာအာယူရထားလိုက်သည် လူမှာအားပြရည်မူဝေနေတော့လဲစိတ်ဆောင်နေသဖြင့်မော်တော်ကားစီတို့ဘလို့ပင်ရောက်သွားမှမသိလိုက်ရှိမော်တော်ကားပေါ်သို့ရောက်မှခြေထောက်တွင်ဖက်နှက်မပါမှန်တတိထားမိရတော့သည်တက်လူမြေကြီးများ ဝေတည်နေတည်ကြမှာပြုံးမိရပါ၏ မောင်စီဖေအတိုင်းကျွန်တော်ဖနက်အမြဲမေးတာပါပဲမောင်စူလာခန့်ကျင်စမ်းပါရဲ့ဆင်မွန်နိုင်ရဲကောင်အိပ်ပင်သားတွေကိုပါမြင်ကိုလာတင်ကိုအောင်မြင်မခင်လေးမှတ်တမ်းကြီးနေအင်းလျာမှချောင်းသူတို့ချို့ရဲ့ပဲရှိနေကြသည်ကျွန်တော်တို့နံပါတ်3ချက်ရောက်တဘောထားခံယူချက်လောက်ချင်ပါတယ်ကျွန်တော်တို့ဆွေးနွေးသွားတဲ့အကြောင်းအရာပေါ်မှာ ်လူကြီးမင်းတို့သဘောထားကိုသိကျင်ပါတယ်။ရင်းကောင်ဤစကားအစုံတွင်ပြိသက်မှလှုပ်လှုပ်ရွရွဖြစ်သွားကြပြီးအတန်များလည်းထွက်လာကြသည်။ VI မီတမ်းမှလူကြီးများလည်းခေါင်းချင်းဆိုင်၍တီတူဆွေးနွေးနေကြ၏။ထိုအခိုက်တွင်ပြိသက်များထဲမှကျောင်းသားကျောင်းသူ15ယောက်ခန့်မတ်တထရ၍ရှီသူထွက်လာကြကစင်ပေါ်သို့တက်လာကြသည်ရဲကောင်အံ့ဩရေဝမ်းသာသာရ၏ထိုသူများမှာ ကိုသိန်းဆောင်ဦးဆောင်သောပကြီးအမှုပညာအသင်းမှအတင်းသားအတင်းသူများဖြစ်ကြ၏သူတို့၏လက်အတွင်း၌ပကြီးကမ်းပတ်တစ်ခုနှင့်စေဘုံများစုတ်တံများခြင်ထားကြသည်ကိုသိန်းဆောင်ကရှေ့သို့ထွက်လာပြီးပြတ်သားသောအင်္ဂလိပ်ဘာသာစကားဖြင့်နှုတ်ဆက်သည်မင်္ဂလာပါခမကျွန်တော်ကပကြီးအမှုပညာအသင်းမှအမှုဆောင်သိန်းဆောင်ဖြစ်ပါသည် ကျွန်တော်တို့အမှုပညာအသင်းအနေနဲ့ဟော်ဒီကရဲကောင်တို့အဖွဲ့ပြောကြားထားတဲ့အချက်အလက်တွေပေါ်လုံးဝအုတ်တုံထောက်ခံပါတယ်။ဒါအပြင်ဖြည့်ဆွဲချင်တာလေးတွေရှိပါသေးတယ်ခင်ဗျ။စောင့်ကြည့်ပေးစီချင်ပါတယ်။ထို့နောက်တင်းဆောင်တို့အဖွဲ့ကအချက်ပြပြီးစင်ပေါ်၌လက်တန်းပကြီးဆွဲရန်ပြင်ဆင်ကြသည်။ကိုသိန်းဆောင်တို့အဖွဲ့က၃၆ထောက်ကမ်းပန်းဖြူရှိတွင်စုတ်တန်ကိုစီကင်ကတန်းစီရရလိုက်ကြပြီး ပကြီကားတစ်ခုလည်းအားတလဲစီဆွဲသွားကြသည် ပရိသတ်တင်မကရဲကောင်တို့အဖွဲ့ပါစိတ်လှုပ်ရှားသဖြင့်ငြိမ်၍ကြည်နေကြရသည်ကျွမ်းကြည်မြန်ဆန်းလိုက်ကြသည်မှာမိနစ်30ခန့်ဝန်းကျင်တွင်ပကြီကားအားလက်ဆက်သနိုင်လိုက်ကြ၏ရုပ်လုံးပေါ်လာသောပကြီကားအားအချောသား၍ပရိသတ်ဘက်သို့လှည့်ပြလိုက်စဉ်အာမေရိတ်အစ်တများနှင့်လက်ခုပ်တံများရောရှည်၍ထွက်လာကြတော်သည်ရဲကောင်တို့ပင်လျင်မင်းသက်နေမိရတော်၏ ပကြီးကားမှာရှိခိတရုပ်လူမျိုးအမျိုးသားနဲ့အချင်းချင်းလိန်ဖြောပြေးတာရမှုပြုလုပ်နေသည့်ပုံဖြစ်သည်အမြင်ရင်းသည်ဟုထင်ရပေမဲ့အပကြီးကားသည်ခန့်မှန်းခြေ PC 140ခုနှစ်ခန့်ကပိုးထည့်ပေါ်တွင်ရေးဆထားသောတိယအနုပညာရှင်လက်ရမြောက်သောပကြီးကားအားပြန်လည်အသက်သွင်းထားကြသည်ဖြစ်၏ကိုသိန်းဆောင်ကရှေ့သို့ထွက်လာပြီးပြိတ္တများကိုဦးညွှန်လိုက်သည် ကိုရဲကောင်တို့အဖွဲ့ရဲ့ဆွေးနွေးချက်တွေပေါ်ဒီပဂျီကားနဲ့ထပ်မံဖြည့်ဆွက်ခွင့်ပြုပါခင်ဗျဒီပဂျီကားဟာခက်မှန်းကြီး BC 140တခုခန့်ကတရုတ်အမှုပညာရှင်တို့ရေးဆွဲခဲ့တဲ့လိန်သူချစ်ချင်းကိုစားပြုပဂျီကားဖြစ်ပါတယ်ဆိုလိုချင်တာကလိန်သူချစ်ချင်းမှုတွေဟာအခုမှပေါ်ပေါက်လာတဲ့အရာမျိုးမဟုတ်ပဲခေတ်အဆက်ဆက်မှာတဘာဝအလျောက်ဖြစ်ပေါ်ကြတဲ့ဖြစ်ရိုးဖြစ်စဉ်တွေပဲလို့ ကျွန်တော်တို့သိရှိလက်ခံသင့်ပါတယ်။ဒါတွေဟာအရင်ကလည်းဖြစ်ခဲ့ကြပြီးအခုချိန်မှလည်းဖြစ်နေကြသလိုနောက်မှလည်းဖြစ်နေအောင်မယ့်အရာတွေမျိုးကျွန်တော်တို့ဟာလိုက်ပြီးကန့်ကွက်တားဆီးနေလို့အချင်းဤသာဖြစ်ကြရုံပါပဲ။ပြစ်မှုလို့ယူဆပြီးပြည်ထန်ချတရားစွဲမယ်ဆိုရင်လည်းဇာတ်သက်ပန်သာလှုပ်သွားကြရမှာဖြစ်ပြီးဘယ်တော့မှပပျောက်သွားဖို့ရှိမယ်မထင်ပါဘူးခင်ဗျ။အဲ့ဒီအစားဒီလိုလိန်စိတ်ခံယူမှုမျိုးဟာ လူသားတယောက်ရဲ့တဘာဝဖြစ်စဉ်တွေကတခုလို့နားလည်ပေးကြရင်အေးချမ်းဖို့သာရှိမှာပါပဲဒီမှာရှိတဲ့ပညာရှိလူကြီးများအားလုံးဒီနေရာမှာကျွန်တော်ကပညာတတ်ဆိုတဲ့အသုံးအနှုန်းနဲ့ပညာရှိဆိုတဲ့အသုံးကိုသုံးပါမယ်ခင်ဗျပညာရှိလူကြီးများအားလုံးဉာဏ်နဲ့ရှင်ပြီးဆုံးဖြတ်စေချင်တာပါပဲကျေးဇူးတင်ပါတယ်ခင်ဗျကိုသိန်းဆောင်ရင်စကားအဆုံးမှာလက်ခုပ်တံများစုညံသာထွက်ပေါ်လာကြပြီး ရဲကောင်သည်လည်းကုသိန်းဆောင်၏လက်ကိုတင်းကျစွာဆုပ်ခံ၍ကျေးဇူးတင်စကားအထက်ထဆူမိ၏တက္ကသိုလ်ကျောင်းသားပညာရှိသူများ၏ဉာဏ်နှင့်ရှင်သောစိတ်နှလုံးအားယင်းနှင့်အမျှလေးစားရမိပါသည်ရဲကောင်ရှိသူချဲ့၍စကားပြောကုန်၌ပြန်လည်နေရာယူလိုက်သည်ယူတဆိုင်နားထောင်ပေးခဲ့ကြသူများအားလုံးကိုကျေးဇူးတင်တာပါပဲအခုကျွန်တော်တို့ miss anna ပြောခဲ့တဲ့ပထမအ우ဆုံးခေါင်းစဉ်ကိုပြန်သွားဖို့အချိန်ရောက်ပါပြီ။ လူလူရှည်လင်းပွဲပါတက္ကသိုလ်ကျောင်းမှာထွက်ပေါ်နေတဲ့ကောလာဟာလာသတင်းတွေကိုကျွန်တော်ဝန်ခံပါမယ်ဒီသတင်းတွေဟာအားလုံးကြားထားတဲ့အတိုင်းအမှန်တွေပဲဖြစ်ပါတယ်ခင်ဗျလူအုပ်ထဲမှာစုညံသားများထွက်ပေါ်လာကြပြန်သည်လက်ခောက်မုတ်တံတချို့ကိုလည်းကြားရ၏ရဲကောင်ကဆက်လက်၍မြင့်တာနဲ့ရှင်နာရိုင်းပေးမှုမှာ လူမျိုးဘာသာခွဲခြားဆက်ဆံတာမျိုးမရှိသလိုချက်ချင်းတရားမှာလိန်တူလိန်ခွဲခွဲခြားဆက်ဆံတာမျိုးမရှိပါဘူးခင်ဗျရဲကောင်ရင်စကားအဆုံးနဲ့မိုက်ကယ်တွင်စီကနေရာမှထပ်၍လေတံမာမာဖြင့်ရဲကောင်အားအော်ပြောလာသည်လိန်တူချစ်ကြိုက်မှုဟာလူကျုံကိုဖောက်ဖျက်တာပဲရဲကောင်ကမိုက်ကယ်တွင်စီအားခတ်တင်တင်းမင်းပြန်ချွေးပြန်ရဲကောင်က ိုက်ကယ်တင့်ဆွေအားခတ်တင်နေပြီပြန်ရွေးကြည့်လိုက်ပြီခမည်းတော်တတ်မှတ်ထားတဲ့လူချင်းဝဆိုတာတွေဘာတွေများလဲမိုက်ကယ်တင့်ဆွေဥပမာ တန်းနေပြိုင်ပွဲမှာအနိုင်ရခြင်းလို့ပြိုင်ဘက်ကိုမတမားတဲ့နီလန်နဲ့ချက်ချဖို့ကြိုးစားတာမျိုးတွေရောပါရဲ့လားလောကကြီးမှာသူတို့ဘာအကျိုးကို ရုပ်သွားစေတာမျိုးကမှ လူချင်းကိုဖောက်ပြတ်တာမလားတဘာဝမဟုတ်တဲ့ချင်းချင်းတွေအတွက်ပြစ်ဒဏ်မရှိသေးတာ ဟောဒီမှာကြွရောက်လာပေးကြတဲ့ဝတ်လုံတော်ရမင်းကြီးတွေဆက်ရှင်တရားသူကြီးတွေတက်တည်ပါပဲကျွန်တော်တို့အတိအလင်ထပ်ပြီးအတိပေးပါမယ်ခင်ဗျာကျွန်တော်ဟာကျွန်တော်နဲ့မျိုးသူအမျိုးသားတယောက်ကိုနှစ်နှစ်ကာကာချစ်မြတ်နိုးပါတယ်ကျွန်တော်ရဲခေါင်စကားပြောနေရင်မှဘွဲ့နေတဲ့ပင်ခမ်းမကြီးဤဘေးဘက်ဝင်ပေါက်စီသူရောက်သွားရသည်ရဲခေါင်စကားပြောကုန်ကို တင်းကြစွာဆုပ်ခိုင်ထားမိရ၏တကားပေါင်ပေါ်တွင်အပြူ၍ရက်ကြီးနေသော ဖြူရဖြူလွားလာပုံရိပ်ကလေးသည်ရဲကောင်၏ချစ်လာစွာသောအမျိုးသားဤကဘာပေါ်တွင်နှစ်ယောက်မရှိနိုင်တော့သောရဲကောင်၏အချစ်ဟုအသေးညာရဲကောင်တကားပေါက်စီသို့မျက်နှာမူလိုက်ပြီးကိုသက်လူ၏မျက်နှာအားစစ်စစ်လန်းကြီးလျက်ပြောလဲအဆစကားတို့ကိုဆက်လက်၍ပြောလိုက်သည် ဒီနေရာမှာကျွန်တော်တိုင်တယ်ပြီးပြောပါမယ်ဒီတက်ကတူမှာဒီချစ်ချင်းတရားကိုကျွန်တော်ကရဲဝံစာဖော်ဆောင်ပါမယ်ကျွန်တော်ဟာနောင်တရခြင်းခင်းစွာနဲ့အဲ့ဒီအမျိုးသားကိုချစ်ပါတယ်ကျွန်တော်ဟာကြောက်ရွံ့ဆိုးထိတ်ခြင်းခင်းစွာနဲ့အဲ့ဒီအမျိုးသားကိုချစ်ပါတယ်အရာအလုံးကိုရဲရင်စွာရင်ဆိုင်ပြီးအဲ့ဒီအမျိုးသားကိုချစ်ပါတယ်ကျွန်တော်ဟာရန်ကုန်တက်ကတူသတ္တနိကဘီရာဌာနကဒုတိယနေအကြောင်းသားဒီပင်တက်လူကိုချစ်ပါတယ် ျွန်တော်ဟာအရေးပိုင်ပြီးဦးမြချိုင်ဟင်းတူဦးထဲတော်သားစတီမင်တက်လူကိုအသက်နဲ့တမချက်ပါတယ်။စကားအဆုံးတွင် လက်ခုပ်တံများထွက်ပေါ်လာကြသည်။ပရိသတ်အားလုံးလိုလိုမှတ်တပ်ထားရက်ခါအားပေးကြသည်။ရဲကောင်သည်လည်းစင်ပေါ်မှပြေးစင်းက ခမ်းမဤဘေးဘက်တကားပေါက်စီသို့အပြေးတစ်ပိုင်းဥတီရမိတော်သည်။တက်လူကလက်နှစ်ဖက်ကိုစန့်တန်းကရဲကောင်အားကျူဆူသည်။ရဲကောင်ဟာမဆောင်နိုင်စွာဖြင့် တက်လူဤရင်ွယ်၌မျက်နှာအာရုံငိုချလိုက်မိရတော့သည်ကိုတက်လူကရဲကောင်အားပျောက်သွားမှစူးသည်လားတင်းကျပ်စွာပြန်လဲထွေးပွေထားသည်နေရောင်စလုံးမှာအလွမ်းတို့ပြည့်သိမ့်စွာဖြင့်မြေမဆဲနိုင်ကြတော့ပေမောင်မောင်လွမ်းနေလိုက်ရတာမောင်တက်လူရဲ့ရဲကောင်ကကိုတက်လူရင်ွယ်မှခါ၍ ကိုတဲလူဦးမျက်နှာအားလက်နှက်ပြင်းအောက်ကင်ပြီးစွနေလာရသည်ခုနှစ်ရက်တကယ့်ကိုမှခုနှစ်ရက်တိတိခွဲခဲ့ရသည်ဒီအတော့အတွင်းဘလူတွေများနေထိုင်လို့မျက်နှာကလေးကတလောက်တောင်ချောင်ချနေရပါတလဲမောင်းတဲလူရဲ့ရေကောင်ကိုတဲလူပခုံးနှစ်ဖက်ကိုဆုပ်ကန်ချသည်ကိုတဲလူဦးလက်ကောက်ဝူလေးများကိုဆုပ်ကန်ချသည်ကိုတဲလူဦးဖြူရော်နေသောနှကန်းလာလိုကိုတူးရှိကြည့်သည် ဖဏမပါခြေပလာပြနေသောကျွန်တော်တို့ကိုငုံကြည့်၍ဒီရေကောင်အံကိုတင်းနေအောင်ချိန်ထားမိသည်ကိုတက်လို့မောင်ကိုမောင်ကိုတိုင်ပါအောင်ရေကောင်ပြောတော့တက်လူကမြေကြီးများကြမှာပြုံရေကောင်ခါသည်မောင်ကိုတိုင်ပါအောင်မောင်တက်လူဘာတွေဖြစ်ခဲ့လို့ဒီလောက်အားနေနေရတယ်လဲ မောင်အလုံးနဲ့စီးရင်ရှိမယ်ကိုတက်လူကရေကောင်ကြီးမျက်နှာအားလက်နှစ်ဖက်ဖြင့်အုပ်ခိုင်းလိုက်ပြီးမောင်ဤခေါ်တိုင်းအောင်၌ရေကောင်နှလုံးသားတစ်ခုလုံးအည်ပျော်ချသွားခဲ့ရသည်ရင်ထဲမှလည်းလိုက်ဖူ၍နှွေထွေလျက်ခမညာကျွန်တော်လေး ျွန်တော်လေးမောင်ကိုတိတ်ချစ်တာပါပဲ။